ထလေးနဲ့အကြောင်းကြောက်အိမ်မှာတော့ဆွဲမှတ်တာဗျာဖြာလေးနဲ့အဲနှုတ်ယောက်ျားလေးနဲ့ဖြာလေးနဲ့ဘာဆိုင်လို့တော့ဖြာလေးနဲ့ဆိုတာကယောက်ျားလေးတွေမေးရတာဟုတ်ဘူးဟဲ့မင်းကြီးတွေမေးရတာကျုပ်သိပါတယ်ဖွားမယ်ဘုန်းကြီးကျုပ်အဓိကသိချင်တာကလေဖြာလေးနဲ့တမိုင်းကြောင်ကိုကျုပ်သိချင်တယ်အော်မောင်မျိုးမောင်စိတာအဲ့ဒါကြမ်းနဲ့ဘာဖြစ်လာလဲကွယ်ဘူးလို့ပြောစမ်းပါဘူးစိတာဘာဖြစ်လာလဲနင်မောင်နင်မောင် ဟုတ်လေဟုတ်လေဟင်တာလိကဘာလုပ်ဖို့လို့ကွယ်ဟုတ်ခင်ဘဘတော့ဒီတယ်ဝပါရောတလောက်တော့ဖြစ်ပြသေးလို့အခုလောဆယ်နေဘူးလို့ဆောင်းလာတာလင်းဖြစ်သူကိုစွဲလန်းနဲ့အားစိတ်နှကန်းနဲ့ဘုရားပြောင်းရတာမလို့ခုလိုရက်ခံမဲ့ဘုရားရောက်ခဲရတာပဲချာလီကလေးကိုပိုက်ပြီးမြို့ပေါ်တက်လာရင်လည်းပြေးသွားရတာကိုစွဲပြူမိရဲ့ခမောင်းဖြူရနေပြီးတော့ချာလီနဲ့မောင်းဖြူဖြစ်သွားတာ ူသိတွေ့ကျင်နေတဲ့တာတွေလည်းပါလာတယ်။အဲ့တော့ညီတို့ဖြစ်ပြတဲ့မြအကြောင်းစုံကိုကိုယ်တိုင်သာပြောပြပြီးတော့ငါကတော့ဘာမှမပြောချင်စိတ်မရှိတော့ဘူး။အပြိုစင်ဇမပင်ဖိတ်ရကြွခဲ့ပါလက်ဖက်တယူအကျော်မျိုးကစုံလင်းရှင်းရှင်းလင်းလင်းပျော်တမ်းပါဆော့ကစားရအောင်။ဟဲ့ထုတ်လာပြီနော်။ထုတ်လာပြီ။ခင်ညီတို့လုပ်နေရတော့မဟုတ်ပါဘူးနော်။ဟဲ့ဟမ်ဟိုမှာခင်ထားမဟုတ်လားဟဲ့။ဟမ် 都厉害！咱那天哪，比天一厉才是了吧。